ချမ်းသာမှုကြော်ကြားမှုအာနာရှိမှုကမ္ဘာပေါ်မှာရှိတဲ့အရာအလုံးကိုပင်လယ်ဓမြကြီးကိုရောဂျာကပိုင်ဆိုင်ခဲ့ပါတယ်။သူမသိခင်ပြောခဲ့တဲ့ဇာတ်ရီကြောင့်လူတော်များများကပင်လယ်ထဲကိုထွက်ခွာကုန်ကြပါတယ်။ကမ္ဘာပေါ်မှာငါပိုင်ဆိုင်ထားသမျှအရာအလုံးအဲ့ဒီနေရာမှာထားခဲ့တယ်လို့ပြောတဲ့ဇာတ်ကြောင့်အားလုံးက Grand Line ထဲကိုဝင်သွားကြပြီးကမ္ဘာကြီးကပင်လယ်ဓမြတွေကြီးဆိုတဲ့ခေတ်ကိုရောက်ရှိသွားပါပြီ။အပိုင်းဆိုင်ကမှာကပတိန်ကူရီရဲ့အကြောင်းစုံကိုတီးသွားခဲ့ပြီးတဲ့နောက်မှာကူရိုနဲ့ဂျန်ကူကပေါင်းပြီးကာရာကိုတတ်ဖို့စူးစမ်းခဲ့ပါတယ်။ ်ဦးစိုးပင်တဲ့မြောက်ဖွဲကကာရာကိုကောက်ွယ်ပေးခဲ့ပေမယ့်ခေါင်းဆောင်ဦးစိုးကဒဏ်ရာပေးမင်းထန်ထန်ရထားတော့မို့ဇိုရိုကဦးစိုးကိုတဲ့ပြီးဂျန်ကိုနောက်ကိုလိုက်သွားပါတယ်လူဗီကဇိုရိုပေးထားခဲ့တဲ့သူ့ရဲ့တာဝန်တိုင်းပဲရာဘာလက်တန်အရှိကြီးနဲ့အတူဂလာဟာရိုကိုတိုက်ခိုက်ပေးမယ်သူပဲရှုံးနေနေပါလေ။ဘေးကကြီးနေတဲ့သူတွေကကပ္ပတိန်ကူရိုကိုဝိုင်းမိအားပေးခဲ့ကြပေမယ့်ကူရိုကတော့သူ့ကိုဂလာဟာရိုအဖြစ်နဲ့ဆက်ပြီးခေါ်ဖို့သာအမိန့်ပေးခဲ့ပါလေ။ ်ချမ်းသာဖို့ပဲတည်ပြီးအများအားမစင်းစားမစင်ကျင်ပဲအစိုးရရဲ့နောက်လိုက်ခွေးတွေနဲ့ဂျေးစားမုတ်ဆိုးတွေလိုပဲတိုက်ခိုက်တတ်တဲ့မင်းတို့လိုကောင်းတွေအတွက်အစီအစဉ်ဆွဲပေးနေရတဲ့ကပတိန်ကူရိုးဆိုတဲ့ဘွားကိုရုံထွက်ချင်ပြီလို့ပြောပါရည်ဒါရီကိုလူဖီကလည်းနားထောင်နေခဲ့ပြီးဂလတ်ဟာရော့ကိုကြောက်တုံးကြီးတစ်လုံးနဲ့ပြစ်ပေါက်ခဲ့ပါရည်ပြီးတော့မင်းကပင်လယ်ဓားများလောက်ရတာပင်မန်းနေပေါ့သမုဒ္ဒရာကျောင်းမှာနာမည်ထွက်နေတာကိုကြောက်နေမယ်ဆိုရင်ပင်လယ်ဓားများမဖြစ်သင့်ဘူးငါ့ဤမန်ချာကမင်းထပ်ပူပြီးမြင့်မြတ်တယ်လို့ပြောသွားပါရည်ကာရော့ကိုကာဝယ်ဖို့ပြေးသွားတဲ့ဥဆုပင်လယ်ဓားများအဖွဲ့တွေကဟင်းသီးဟင်းရွက်၃ကောင်က သူတို့နောက်ကိုလိုက်လာတဲ့ဂျန်ကိုစီကနေလွတ်ဖို့အသေးအံပြေးနေကြပါတယ်။ပြင်းလွိုင်းနေတော့မှအမားကခါရာအတွက်မကြောက်ဖို့အတွက်အားပေးနေခဲ့ပြီးသူတို့ရဲ့ဥစုပ်ပြင်းတဲ့မြအဖွဲကအမားခါရာကိုခလုံးမထီစူးမကြီးစေဖို့အပြေးဝကာဝယ်ပေးမယ်လို့အမားခံနေပါတယ်။အဲ့ဒီအချိန်မှာသူတို့နာကတစ်ပင်နေအောင်ပြိုလဲသွားခဲ့ပြီးဂျန်ကိုလည်းရောက်လာပါတယ်။ဂလာဟာရိုရဲ့အမိန့်ကိုမလွန်ဆန်နိုင်တဲ့ဂျန်ကိုကခါရာနဲ့ကလေးတစ်သိုက်ကိုတတ်ဖို့အားတန်နေပြီးကလေးရီနဲ့ခါရာကတစ်ပင်နေကြမှာပုံအောင်နေရမှုရှာမတွေ့ခဲ့ပါဘူး။အနောက်ကနေလိုက်လာခဲ့တဲ့ဇိုရိုနဲ့ဥစုပ်ကလည်းနှစ်ယောက်တည်းဘဲညာမိုင်းနဲ့ဒေါနတ်ထဲကိုရောက်လာကြပါတယ်။ အစောရဲကနေမကောင်းဖြစ်နေတဲ့ခါရာကအတော်လေးပင်ပန်းနေတာမို့အဖျားရီလည်းတက်လာပါရီကလေးရီကခါရာတက်တာဖို့အတွက်ဝိုင်းမိကူညီကြပေမဲ့ခါရာကသူမကိုထားပြီးထွက်သွားဖို့ကိုသာထပ်ထပ်ပြောနေပါရီသူမရဲ့တက်ကဒီလောက်ပဲရှိတာမလို့မင်းတို့ပဲထွက်ပြေးကြပါတော့လို့ပြောလိုက်တဲ့အခါကလေးရီကဘယ်လိုလုပ်ရမလဲလို့တိုင်ပင်နေကြပါရီသူရဲ့ခေါင်းဆောင်ကြီးဦးစိုးပြောသလိုမျိုးတေးရှင်ရင်နဲ့ကြုံလာခဲ့ရင်ဖနောင်းနဲ့တင်မတသားရဲကြောင့်ပြေးရမယ်ဆိုတာကိုသတိရသွားပါရီ ဒါပေမဲ့တကယ်ပင်လယ်ဓားများတွေလာတာကိုတော့သူတို့ကိုနှင်ထုတ်လိုက်ပြီးတော့အရှိကနေကာကွယ်ပေးခဲ့တဲ့ဥစုပ်ကအဲစကားကလည်းသူတို့ကိုအသက်ပေးကလွတ်အောင်လို့လည်းညာပြောနေတာပဲဆိုတာကိုသိကြပါရည်။အဲဒါကြောင့်ဂျန်ကိုကိုသူတို့၃ယောက်အားနဲ့ဝင်တိုက်ဖို့သာဆုံးဖြတ်လိုက်ကြပါရည်။စိတ်ကမ်းမှာအားပြိုင်နေတဲ့လူဖီနဲ့ဂလက်ဟာရောကတော့နောက်ဆုံးမှာလူဖီကပဲဂလက်ဟာရောရဲ့ကြောင်းလက်သေးတွေကိုချိုးနိုင်ခဲ့ပါရည်။ဘီကရဲ့ကြည့်နေတဲ့ပင်လယ်ဓားတွေကသူတို့ရဲ့အကူကြီးကိုအသေးတန်အားပေးနေကြပါရည်။ကပတိန်ကူရိုလိုမခေါ်ခိုင်းတာမို့အကိုကြီးကလဟာရောလို့သာဝိုင်းခေါ်နေကြပါမိမယ်။ဂလဟာရောကသူတို့အားလုံးကိုပါဇက်ပိတ်ဖို့အော်ပြောခဲ့ပါရီ ူရဲ့ဂျန်နီရဲ့လက်သေးငါးချောင်းနဲ့လူဖီကိုတက်ပြီးသွားရင်ဂျန်ကိုနဲ့မင်းတို့ကိုတက်ပြမယ်လို့ပြောပါရီဘီလန်ဒမြရီအားလုံးကအခုချိန်မှာရွာရဲကိုဝင်လဲအချိန်မီပါသေးတယ်လို့ဖြောင်းပြနေကြပါပဲဂလဟာရောကလက်မခံခဲ့ပါဘူးသူတို့ရဲ့ရုပ်အလောင်းနေတဲ့တွင်ခါရာကိုဘသူတက်လဲဆိုတာတက်တည်ပြလို့ရတာကြောင့်ဒီပင်လယ်ဓမြတွေကတေးကိုတေးရမှာပါ။ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့၃နှစ်ခရေကကပတိန်ကူရိုမန်တည်နေတဲ့သူတွေအားလုံးကိုတက်ပြဖို့အစီအစဉ်ဆွဲခဲ့ပြီးသားမို့လို့ဒီနေ့ဒီအချိန်မှာအားလုံးကိုတက်ပြီးသူတယောက်တည်းကပဲလူလူမြေတာခံယူဖို့အစီအစဉ်ဖြစ်နေခဲ့ပါရီ။ ဒါရီကိုနားထောင်နေတဲ့လူဖီကအချင်းချင်းကိုတော့တိစာဖောက်ဖို့အစီအစဉ်လုပ်ထားတဲ့မင်းတို့ရဲ့ပင်လယ်ဓားပြအဖွဲ့ကတောက်ထင်ကြီးစရာဒဇမမကောင်းမှုဆိုပြီးဝေဖန်လိုက်ပါတယ်။ဂလဟာရောကတော့ပင်လယ်ဓားပြအဖွဲ့သားတွေဆိုတာကလူမှုဘဝင်းကျင်တဲ့တဟားစာတာမဖြစ်တဲ့သူတွေကိုစုပြီးဖွဲ့ထားတာကဘာအစီအစဉ်နေမှမလုပ်တတ်ဘူးဆိုရင်အဲ့ဒီပင်လယ်ဓားပြတွေကဘာလုပ်တတ်မှာမဟုတ်လို့လေ။ဒီပင်လယ်ဓားပြကောင်တွေအလုံးတယောက်မကြံတိတ်တိတ်လေးနေပြီးငါအစီအစဉ်တိုင်းနာခံသင့်နေ။အဖွဲ့သားတွေဆိုတာသူတို့ကပတိန်ကိုတိစာခံနေရတဲ့နေရုပ်ကလေးတွေပဲ။ငါလူတွေတိမ်မလားရှင်မလားဆိုတာသူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ငါရဲ့မိမ့်ပေါ်မှာပဲမူတည်တယ်။ အတားအဆီးဘလောက်ပဲကြီးကြီးတို့တွေငါးရှိမှမမမမရက်တည်ပြီးငါ့ရဲ့အစီအစဉ်အတွက်အသေးခံပေးဖို့လိုတယ်လို့အတားဆန်ဆန်ပြောလိုက်ပါတယ်။ဒါပေမဲ့လူဖီကတော့လူအယောက်တရာလောက်ခမရရဲ့နောက်မှာတိစာခံနေကြရင်တော့ခမရကဥစုပ်ကိုဘယ်တော့မှမိမမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဂလာဟာရောကသူ့လိုမျိုးအားလုံးဖိမ့်ဖိမ့်တော်အောင်ကြောက်ရတဲ့သူနဲ့ပင်လယ်ဓားရောင်ဆောင်ထားတဲ့ကောင်နဲ့ရှင်နေတာမို့အားရပါရရီလိုက်ပါတယ်။ပြီးတာနဲ့မင်းငါရဲ့လက်သေးတွေကိုချိုးနိုင်လို့အထင်ကြီးမနေနဲ့မင်းကိုပင်လယ်ဓားရည်ရဲ့ခေါင်းဆောင်ဆိုတာဘလို့ပုံစံလဲဆိုတာပြမယ်လို့ပြောပြီးတစ်ချက်ထဲနဲ့သူ့ရဲ့အကြောင်းရှင်းတော့ချောင်းနေတိုက်ခွက်ကိုသုံးလိုက်ပါတယ်။ လူဗီကပြင်းထန်နေတဲ့အလင်ကိုကြည့်ပြီးတစ်ချက်ထဲနဲ့ရိုက်ပစ်လိုက်ပါတယ်။အဲ့ဒီတစ်ချက်ကဂလတ်ဟာရိုကိုတဲတဲကြီးမှန်သွားတာကြောင့်ဘီကပင်လယ်တမျှတွေကလည်းလူဖီကိုတော်တော်လေးဖြုံနေပါပြီ။ဂလတ်ဟာရိုကလင်းနေရာကနေထလာပြီးမင်းကိုတည်ခြင်းနဲ့ခဏခဏကြုံနေရတဲ့ပင်လယ်တမျှကဘလောက်ဆိုးရဲဆိုတာပြရတော့မယ်လို့ပြောပြီးအရှိတ်ကိုတိုးလာပါတယ်။အကြောင်းသိနေတဲ့သူတွေကဂလတ်ဟာရိုရဲ့နောက်ဆုံးတိုက်ခွတ်ဖြစ်တဲ့နောက်ကျောင်းပြန်တိုက်ခွတ်ကိုသုံးတော့မှသိတာကြောင့်ထိတ်လန့်နေကြပါပြီ။အဲ့ဒီကကဘီကလူတွေပါအနေနဲ့ရှိတာမို့အဲ့ဒီကကိုဆက်မလုပ်ဖို့ကြောကြောပြီးရခိုင်နေပါတယ်။ လူဗီကဒီလိုအရန်အကဲပို့နေတဲ့လူအုပ်ကြီးကိုကြည့်ပြီးအဖြစ်တဲနေတဲ့လူတွေးနေတော့မှာပဲခရမ်းရောက်မိခိုးငွေတွေကပြန်လာပါတယ်။ပြီးတာနဲ့အကြောင်းမဲပင်နယ်တို့မြောက်ဖွဲ့သားတွေကသူ့လိုလိုခုတ်ရာတွေထွက်လာပြီးလဲကြကုန်ပါတော့တယ်။ဒါကဂလက်ဟာရောရဲ့အကျွမ်းကျင်ဆုံးအကွက်ဖြစ်ပြီးခုနကတုံးနဲ့အကြောင်းချေလန်းရှောင်းတဲအကွက်ကိုပါထည့်လိုက်တာမို့အရှိန်တုံးကဖမ်းမရအောင်မြင်နေပြီးဂလက်ဟာရောကိုမြင်တော့မမြင်နိုင်ပါဘူး။အဲ့ဒါပြင်ဂလက်ဟာရောကလည်းသူ့ဘသူကိုခုံးမိမှန်းတော့မသိပဲတောင်စောင်းတွေကိုပါဆက်ပြီးတိုက်ခိုက်နေပါတယ်။ဒီမော့ဘော်မှာပြည်စည်းတွေခိုးယူနေတဲ့နာမီကလည်းဒီထူးဆန်းတဲ့ဖိပြက်ကိုရက်ပြီးကြည့်နေပါတယ်။ လူဗီကချမ်းသာမှုနဲ့နာမည်တစ်လုံးအတွက်အဖွဲ့သားတွေကိုပါရရဆက်ဆက်တက်နေတဲ့ကလဟာရောကိုတော်တော်လေးဒေါသထွက်နေပါပြီ။အဲဒါကြောင့်သူ့အနာကိုလာခုံမိတာနဲ့တပြိုင်နက်သူ့ရဲ့လက်ထံရှည်ကြီးနဲ့ကလဟာရောရဲ့ဂုတ်ကိုဆွဲပြီးကိုင်းပေါပစ်လိုက်ပါရီ။ကလဟာရောကသူ့ရဲ့အဖွဲ့သားတွေကိုမရှင်းနိုင်တာမို့မကြည်မနှက်ဖြစ်နေပြီးမင်းကိုကြည်ရတာတခုခုပြောချင်နေပုံရတယ်။ဘာပြောမလို့လဲလို့မိလိုက်ပါရီ။လူဗီကငါပဲတော့မှမင်းလိုကောင်မျိုးဖြစ်မလာစေရဘူးလို့ပြောတဲ့အခါမင်းကငါလိုမျိုးဖြစ်မလာစေရတာမဟုတ်ဘူးကွ။ဖြစ်ကိုဖြစ်မလာနိုင်တာကွ။ ငါကမင်းကိုငါအကြီးကွန်ချွတ်တယ်လို့နှွားတော့မှာဆိုတော့မင်းကတရားတော့မလေးလို့ပြောပြီးနောက်တစ်ချိန်နောက်ကြောင်းပြန်တိုက်ကွက်ကိုတုံးလိုက်ပါရီဒေါ်ရီကဂျန်ကိုကအခုထိကလေးတွေကိုမတွေ့သေးပါဘူးအဲဒါကြောင့်ကလေးတွေကိုမြန်မြန်ထွက်ခဲ့ဖို့ပြောလိုက်တဲ့အချိန်မှာပဲအလံဖြူတစ်ချောင်းနဲ့အတူအတန်းတစ်ခုထွက်ပေါ်လာပါရီသူတို့ကိုလွတ်ပေးပြီးမမခါရာကိုပေးပါမယ်ဆိုတဲ့အကွက်ကဘဘက်ကနေကြည့်ကြည့်ဒါဟာလှည့်ကွက်ဆိုတာသိတာနေပါရီ အဲဒါကြောင့်ဂျန်ကိုကမင်းတို့ရဲ့မာယာလောက်တော့ပြင်းသေးတယ်လို့ပြောပြီးအရှိကိုတက်လာတော့မှပဲထင်မှမထားရလောက်တဲ့တိုက်ကွက်တစ်ခုနဲ့ကြုံခဲ့ရပါတယ်။ဂျိုတင်ပြင်ဆင်ထားတဲ့ဂျိုးတစ်ချောင်းကြောင့်ဂျန်ကိုလဲကျသွားတဲ့အချိန်မှာပဲဦးစိုးပင်လယ်ရမအဖွဲ့ရဲ့ကလေးတစ်စိုက်ကငရုတ်ကောင်းမုံတွေကိုဂျန်ကိုမျက်နှာမှာပါဖြန်လိုက်ပါတယ်။အဲဒါအပြင်ဂျန်ကိုရဲ့ရွှေဥတဲတဲ့ကိုဒန်အိုးကြီးနဲ့ပိတ်ရိုက်ခဲ့ပြီးအရှိုက်တဲတဲ့ရိုက်ချလိုက်ပါတယ်။အပေါ်နာအောင်နာဖြစ်နေတဲ့ဂျန်ကိုကမင်းတို့ရဲ့လက်ကွက်ကိုငါဂျိုသိနေတယ်။ဒါပေမဲ့ငါမရှောင်နိုင်ဘူးလို့ပြောနေတဲ့အချိန်ကလေးသုံးယောက်ကဂျန်ကိုကိုအလေးဝင်တိုက်ပါတယ်။ ဒါပေမဲ့ကူရိုမရှိတဲ့နောက်ပိုင်းကြောင်မဲပင်လယ်တမျှအဖွဲ့ရဲ့ကပတိန်ဖြစ်နေတဲ့ဂျန်ကူကကလေးတွေကိုအေးအေးဆေးဆေးပဲကင်ပေါက်ပစ်လိုက်ပါတယ်။အမြဲတမ်းမင်းတို့ကပင်လယ်တမျှလောက်တိုင်းပဲစော့နေကြတာတကယ်ပင်လယ်တမျှနဲ့တွေ့တဲ့အခါမင်းတို့တွေမရှင်းနိုင်ပါဘူး။နောက်ဘက်မှာပဲမင်းတို့တွေပင်လယ်တမျှလောက်ကြပါတော့ကွာလို့ပြောနေပါတယ်။အဲ့ဒီအချိန်အနောက်ကနေပုံနေတဲ့ခါရာကထွက်လာပါတယ်။ဂျန်ကူကသူမကိုပဲတတ်ချင်နေတာကြောင့်တကယ်လို့သူမကသာဂျန်ကူကိုတည်တန်းစာရေးပြီးဖမ်းခတ်မယ်ဆိုရင်ကလေးတွေကိုလွတ်ပေးမှလာလို့မိလိုက်ပါတယ်။ဂျန်ကူကလည်းသူ့ရဲ့ကိစ္စအောင်မြင်ရင်ကလေးတွေကိုလွတ်ပေးပါမယ်လို့ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ခါရာကဂျန်ကိုကိုမယုံတော့မို့ဂျန်ကိုရဲ့လက်နက်ကိုလုပြီးတကယ်လို့ဂျန်ကိုသားဂရီမတည်ရင်အားလုံးအသက်မခံရအောင်သူမကိုသူမပဲအသေးခံမယ်လို့ချိန်ချောက်ပါတယ်ဂလာရိုရဲ့ဒေါသကိုသိနေတဲ့ဂျန်ကိုကခါရာသားတည်ရင်သူတို့မနဲ့ပြန်နေထွက်တာကိုမမြင်ရတော့ဘူးဆိုတာသဘောပေါက်တာမို့တေချာပေါက်ကလေးတွေကိုလှုပ်ပေးပါမယ်လို့ပြောလိုက်ပါတယ်ခါရာကအသိပင်ထားတဲ့တည်တန်းစာပေါ်မှာဂလာရိုကိုလွှဲအပ်ကြောင်းလက်မှတ်ထိုးပေးလိုက်ပါတယ်လက်မှတ်ရပြီးပြီးချင်းပါပဲဂျန်ကိုကသူ့ရဲ့တာဝန်ရခါရာကိုတတ်ဖို့ကြိုးစားပါတယ် ဂလီရီယာအော်တန်ကိုကြားရောင်မှုဒေါ်ရဲမှာလမ်းပြောင်းနေတဲ့ဥစုပ်နဲ့ဆိုလိုတို့ကလည်းခါရာရုကိုရှာတွေ့တော့ပါတယ်တွေ့တွေ့ချင်းမှာပဲဂျန်ကူရဲ့လက်ထဲရောက်နေတဲ့ခါရာကိုကယ်ပေးခဲ့ပြီးဂလာရော်ရဲ့အကြံစီတွေကိုဖျက်တောက်ဖို့အတွက်ဂျန်ကူကိုတစ်ချက်တည်းနဲ့ပိတ်ကြုံပြလိုက်ပြီးရက်တန်စီခဲ့ပါတယ်